အပိုင်းငါးရဲ့အဆောက်မှာတော့ you know ဂျူကိုနဲ့နီကိုသုံးယောက်ကအောက်ကိုပြုတ်ကျနေပါ ರೀ ဒီလိုနဲ့တနည်းအားရောက်မှာတော့သူတို့သုံးယောက်လည်းအချုပ်ခန်းတစ်ခုတည်းကိုရောက်ရှိသွားပါတော့ ರೀ အချုပ်ခန်းထဲမှာတော့လီယန်နဲ့ဟူပါရိုကပါရောက်ရှိနေပြီဖြစ်ပြီးလီယန်ကသူတို့ကိုတယောက်တစ်ချက်စီရိုက်နှက်ပစ်လိုက်ပါ ರೀ ယူနိုကလီယန်တို့ကိုဘယ်လိုလုပ်ဒီနေရာကိုရောက်နေရလဲလို့မေးတော့လီယန်ကဒါကသူတို့နေရာပဲဆိုပြီးပြန်ရန်တွေ့နေခဲ့တာပါနောက်ပြီးမင်းတို့သာငါရှိတဲ့နေရာကိုဆင်းလာတာလို့ဆိုပါ ರೀ တစ်ဖက်မှာလည်းနီကိုကဟူပါကိုချီမထားပြီး ။ဟူပါကတော့သူတို့အနေနဲ့ဒီမှာခဏတာချုပ်ခံထားရကြအောင်ပြန်ပြောနေပါရီ။အကြောင်းရင်းမရှိပဲအဆောက်အုံငါးရဲကိုရောက်ရှိလာတဲ့အတွက်လီယန်ကသူတို့အားလုံးကိုမေးခွန်းတစ်ခုမေးမြန်းနေခဲ့ပါရီ။ယူနိုကတော့အခုလိုမျိုးရောက်ရှိလာရခြင်းကရော့ကီရဲ့ထူးဆန်းနေတဲ့ပုံစံကြောင့်ဖြစ်ပြီးလယ်ဘေးမှာလည်းအဆောင်လိုလိုဘာလိုလိုတစ်ခုခုတွေးမိကြအောင်ပြန်ပြောပါရီ။ဒါ့အပြင်အဆောင်ဆိုတဲ့အရာကလည်းဒီညမှာပဲရှိတာကိုသိတာကြောင့်လာရောက်စစ်ဆေးတာဖြစ်ကြောင်းရှင်းပြလိုက်ပါရီ။အဲ့ဒီအချိန်တစ်ဖက်ကနေဟူပါရဲ့ရှူးဆိုတဲ့တံကိုကြားလိုက်ရပါတယ်။နောက်ပြီးမင်းတို့အားလုံးခေါင်းမပြုတ်ချင်ရင်တို့တို့ဒိတ်ဒိတ်နေကြဆိုပြီးလန်ဒရီပေးလိုက်ပါတယ်။ နီကိုနဲ့ဂျူကိုကယူနိုကိုအခုလာနေတဲ့အရာကိုမကြည့်ဖို့နဲ့ကြည့်မြင်လဲလန်သွားလိမ့်မယ်ဆိုပြီးမကြည့်ဖို့မာနေပါတယ်တကယ်တော့ဒါကအဆောက်အုံငါရဲ့ရေအောက်ခန်းတွေကိုစစ်ဆေးပြီးတဲ့ရုပ်တရုပ်ဖြစ်ပါတယ်သူကတရုတ်တရေပုံတရံရှိပြီးလက်မလေးတေမင်းနေကင်ဆောင်ထားတဲ့ဒါကောက်ကြီးကိုကင်ထားပါတယ်အဲအချိန်တစ်ဖက်မှာတော့ထောင်ဆောင်ကဟာဂျီမဲကိုဖမ်းခေါ်လာခဲ့ပြီးသူကငြိမ်ငြိမ်နေပြီးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောနေခဲ့တာပါအဲနောက်မှာတော့သူကဟာဂျီမဲကိုနောက်တစ်ခါထပ်လို့ရင်ဒီထက်ပိုကြီးလေးတဲ့အပြစ်ကိုခံစားရမှာဖြစ်ကြောင်းတတိပေးလိုက်ပါတော့တယ် အကြောင်းကတော့အခုပတ်ထားတဲ့လက်ထိပ်တွေကဖြက်စီးရတခုခုလောက်တာနဲ့အကျိုးဆက်အနေနဲ့ထားပေါက်ကွဲမှာဖြစ်တာကြောင့်ပဲဖြစ်ပါရည်။ဒါကြောင့်ရည်ရည်ရတာမလုပ်ဖို့နဲ့အခမ်းမသိလို့ရှိရင်လက်နက်ဖက်လုံးပြတ်သွားလိမ့်မယ်လို့ချင်းချောက်ကထွက်သွားပါတော့တယ်။အဆောင်ထွက်သွားချိန်မှာတော့ဟာဂျီမဲတယောက်အချုပ်ခန်းထဲကိုထိုင်ချလိုက်ပြီးဘာလို့ရမလဲစဉ်းစားနေပါရည်။သူ့ရဲ့ဖုန်းတွေရောဆက်သွယ်လို့ရမယ့်ပစ္စည်းတွေရောအကုန်လုံးအသိမ်းခံထားရတာကြောင့်သူကစိတ်ညစ်နေတာပါ။ဒါအပြင်မတုံ့နာကြပြီဖြစ်တဲ့မြေရောက်ခန်းထဲမှာဖွက်ထားတဲ့အပြင်ကင်မရာတွေကလည်းပြတ်နေတာကြောင့်ဘာမှကိုလုံးမရတော့ပါဘူး။အဲ့ဒီအချိန်ရုတ်တရက်တစ်ဖက်အခန်းထဲကနေ အတန်တစ်ခုကိုကြားလိုက်ရပြီးလှမ်းကြည့်လိုက်မှစာမုံဖြစ်နေပါ रे ဂျူကိုကလီယန်ကြီးရဲ့လက်ထိပ်ကိုဖြုတ်ပေးလိုက်တော့အားလုံးကအံ့ဩနေပါ रे ယူနိုကတော့ဒါကဂျူကိုရဲ့အစွမ်းဖြစ်ပြီးရှဲလန်းနဲ့မှလာလို့မြင်နေကြတာပါနောက်ပြီးဒီအစွမ်းကရှိသမျှတော့ရေအကုန်လုံးကိုဖွင့်နိုင်ကြောင်းတငယ်ချင်းဖြစ်သူကိုကြွားလုံးထုတ်နေပါတော့ रे အဲ့ဒီအချိန်တစ်ဖက်မှာတော့အဆောင်ကသပင်အနီနဲ့လူတယောက်ကိုလှုပ်ရှားသင့်ပြီဖြစ်ကြောင်းပြောနေပါ रे အဲ့နောက်မှာတော့စကားပြောနေတဲ့၃ယောက်သားစကားထများကုန်ကြပြီးသပင်အနီနဲ့လူကတော့ရန်ဖြစ်တော်ကိုရက်လိုက်ဖို့အတွက်အမိန်ပေးလိုက်ပါ रे လီယန်ကသူတို့အခုကြုံနေရတဲ့ပြဿနာကအရင်တုန်းကအဆောက်အုံငါးကြီးရဲ့ကြီးကြပ်ရေးမှုဖြစ်ခဲ့တဲ့သူကြောင့်လို့ပြောနေပါရီအဲ့လူရဲ့နာမည်ကတော့အန်ဂီဂိုဂူဖြစ်ပြီးသူကဇာမွန်ရဲ့အကိုလို့ဆိုပါရီတစားကလေးတော့မှမတူညီတဲ့ညီကိုနရရဲ့ဇေယျကြောင့်အကိုဖြစ်သူကတရုတ်ထောင်ကိုရွှေ့ပြောင်းခဲ့ရကြောင်းရှင်းပြပါရီအကြောင်းကတော့ရှိသမျှထောင်သားတွေအကုန်လုံးကိုအကြောင်းမဲ့ရေရဆက်ဆက်တပ်ပစ်ခဲ့ပြီးဒီလိုလုပ်ခဲ့တာအတွက်လည်းဘာယူရချက်မှမရှိခဲ့တာကြောင့်မှဒါပေမဲ့ဒီတစ်ခေါက်ထောင်ကိုပြန်ရောက်လာချိန်မှာလေထုံးစံအတိုင်းပဲလူတွေကိုရှောက်တတ်နေကြတော့တော်တော်လေးကိုအာရုံနှောင့်နေရပြီလို့ဆိုပါရီ ။နောက်ဆုံးလူတယောက်ကိုတတ်ခဲ့တဲ့အမှုတုံးကဆိုရင်အချင်းဦးစီးမှုဆိုပြီးတော့မှကောလာဟာလာတွေထွက်ခဲ့ကြောင်းပြောပြနေပါရီ။အဲ့ဒီအချိန်အန်ဂီရို၃ယောက်အဖွဲ့ကထောင်ရဲတန်တရားကိုရောက်ရှိလာပါရီ။နောက်ပြီးသူတို့နောက်မှာလေအဖြူရောင်ဝိစုံတဲ့လူတယောက်ကထပ်မံလိုက်လာပါရီ။ယူနိုကတော့အန်ဂီရဲ့ပုံစံကိုကြည့်ရတာထောင်ပေါက်ပြီးတစ်ခုခုလှုပ်ချင်လာလားဆိုပြီးခံမှန်းနေတာပါ။ဒါကြောင့်လီယန်လည်းသူမသိဘူးလို့ပြန်ဖြေလိုက်ပြီးအကြောင်းမရှိဘဲလှုပ်ပေးမှာတော့မဟုတ်ကြောင်းရှင်းပြလိုက်ပါရီ။အခက်မသိရင်တို့ကိုယ်တော်မှအချိန်မရွေးတက်ပြနိုင်တဲ့အခြေအနေကိုတော်ရောက်ရှိလာနိုင်တော့မို့သတိထားနေဖို့အတွက်မှားနေပါရီ။ ဒါကိုကြားတော့ယူနိုလည်းတောက်လှုပ်သွားခဲ့ရကမကောင်းတဲ့ကိစ္စတွေကိုအေးအေးဆေးဆေးပြောနေနိုင်တဲ့လီယန်ကိုစိတ်တည်တုံနေပါရီ။နောက်ပြီးဒီလောက်ထိအကြောင်းအရာဆုံးသိနေတဲ့အနေထားမှာတော့မှဘာလို့ထွက်မပြေးရလဲဆိုပြီးအပြစ်တင်နေတာပါ။ဒါကြောင့်လီယန်ကအတော်လေးကိုစိတ်ပြတ်သွားခဲ့ရကဒီထောင်တန်တိုင်းတွေကကြည်ကုန်းဆွမ်းနေတော့မှဖျက်ဆီးလို့မရကြောင်းရှင်းပြလိုက်ပါရီ။အဲ့ဒီချိန်ဂျူဂိုကတော့ထောင်ရဲတကောက်ကိုဖွင့်ပြလိုက်ပြီးဒါကိုမြင်လိုက်ရတဲ့လီယန်တို့အဖွဲ့လည်းတောက်ကျိုးနေကြီးအံ့ဩသွားကြပါတော့တယ်။အားလုံးထွက်သွားဖို့ပြောနေချိန်မှာပဲနီကိုကထူးဆန်းတဲ့ပုံစံနဲ့ပြည်စည်းတစ်ခုကိုရှာနေပါတယ်။ သူရဲ့ပါးစပ်ကနေလည်းလုံးဝပျောက်သွားပြီဆိုတဲ့စကားကိုထပ်ခါထပ်ခါပြောဆိုနေကြတာပါတကယ်တော့ပျောက်ဆုံးသွားတဲ့အရာကနီကိုရဲ့ဆေးအိတ်ဖြစ်ပြီးအဲ့ဒီဆေးအိတ်ကလည်းသူ့အတွက်မရှိမဖြစ်ကိုလိုအပ်တဲ့အရာဖြစ်ပါသည်ဒါကြောင့်သူကအားလုံးကိုသူနဲ့တူတူဝိုင်းရှာပေးဖို့အတွက်အကူအညီတောင်းလိုက်ပါသည်နောက်တစ်ခါမှာတော့ဝစ်ဆုံဖြူနေကောင်ကိုအနောက်ကလူတစ်ယောက်ကလန့်ဆွဲပါသည်ဒါကြောင့်သူလည်းအတော်လေးကိုတုံ့လုံသွားခဲ့ရပါသည်သူရဲ့နာမည်ကတော့ Mr. Rookie ဖြစ်ပြီးသူရဲ့နောက်မှာတော့ Mr. G ကသူ့မှာပါလာတဲ့အိတ်ပြားလေးအလုံးကိုထုတ်ပြလိုက်ပါသည်ပြီးတော့အထဲမှာပါလာတဲ့အရာကိုစိတ်ဝင်စားနေပြီဖြစ်ကြောင်းပြောလိုက်ပါတော့သည် နောက်တစ်ခါမှတော့လွန်ခဲ့တဲ့နိုင်ရီနေငယ်ခန်းကအခြေအနေကိုပြသထားပါရီအဆောက်အုံ9ရက်တနင်္လာမှာတော့စာမွန်တယောက်အင်းစာရင်းနဲ့အလုံးရှုံနေတာပါသူကအဆောင်တွေကိုအတိအကျရေတွက်နေပြီးတနင်္လာထဲမှာတင်ထားဖို့ကြိုးစားနေပါရီနောက်ပြီးသူရဲ့ထောင်မှုသက်တမ်းတစ်ချောင်းလုံးဒီစာရွက်တွေကိုအတိအကျတစ်ခါမှမရည်တွက်ဖူးဘူးဆိုပြီးတီတိုးပြောဆိုနေပါရီအဲဒီနောက်မှာတော့အခန်းထဲကိုလောက်ငယ်သားတယောက်ကဝင်လာပြီးထောင်သားတယောက်ပြောက်သွားကြောင်းသတင်းလာပို့ပါရီဒါကြောင့်သူလေအဲ့ဒီထောင်သားကဘာလုပ်လဲလို့မေးလိုက်တော့သူရဲ့အကူ NG ဖြစ်နေခဲ့ပါရီ အဲ့ဒီချိန်တစ်ဖက်ကလူက ND တယောက်သူရဲ့ထိန်ချုပ်မှုအောက်ကနေလွတ်မြောက်သွားပြီးအတော်လေးကိုစိုးနေပြီလို့ဆိုပါရီဒါကြောင့်ဆာမုံကချက်ချင်းသွားရှာဖို့လို့တော့တစ်ဖက်ကလူကလက်ကိုလမ်းဆွဲထားလိုက်ပါရီအကြောင်းကတော့ပျောက်ဆုံးသွားတာကတယောက်မဟုတ်ပဲနောက်ထပ်နှစ်ယောက်ပါဝင်နေခဲ့လို့ပါအဲ့ဒီယောက်ကတော့ထောင်မှုရူကာဂိုဂျူနဲ့နောက်တစ်ယောက်ကတော့လုံးချန်တက်ဖြတ်ရေးအဖွဲ့အစည်းခေါင်းဆောင်ထောင်သားနံပါတ်၈တို့ပဲဖြစ်ပါရီအန်ဒီရဲ့မြားလုံးနဲ့လူ၃ယောက်ထောင်ထဲကနေလွတ်မြောက်သွားတာကြောင့်ဆာမွန်လည်းအတော်လေးကိုတွေးပြတ်သွားခဲ့ရပါပြီ။နောက်တစ်ခါမှတော့ဆာမွန်တယောက်ဂိတ်တကားကိုတွန်းဖွင့်လိုက်ပြီးရေဘူးစန်းထဲမှာဂိုဂျူကိုတွေ့လိုက်ရပါတယ်။ ဂိုဂျူကတော့သူ့အနေနဲ့ထောင်ရဲ့ပေါ်တဲတဲမှာဒီလိုမျိုးဥယျင်ကြီးကြီးရှိလိမ့်မယ်လို့ထင်မှတ်ထားဘူးဆိုပြီးလှမ်းပြောနေခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့သူကအနောက်မှာရောက်နေတဲ့ NG ကိုလက်ညှိုးချိုးပြလိုက်ပြီး NG ကသူ့ရဲ့ချီအစွမ်းကိုသတိမထားမိဘူးလားလို့ဆိုကာညီဖြစ်သူကိုမေးလိုက်ပါတယ်။ဆာမွန်ကချက်ချင်းပဲသူ့ရဲ့တောက်ကိုလှုပ်ပြီးကဝယ်လိုက်ပေမဲ့ NG ရဲ့ထိုးနှက်ခြင်းကိုခံလိုက်ရကလွင်ထွက်သွားပါတယ်။တစ်ဖက်မှာတော့ဂိုဂျူက NG ထောင်ချသွားကမှထောင်မှုဖြစ်လာတဲ့ဆာမွန်ကိုမင်းကိုမင်းနေထူးနိုင်များထင်နေလားဆိုပြီးလှမ်းမိလိုက်ပါတယ်။ ဒါကြောင့်ဆာမွန်လည်းအတော်လေးကိုမှနာကျင်သွားခဲ့ရပါယုံကြည်မှုတွေပါပျောက်ဆုံးမလို့ဖြစ်သွားခဲ့ရတာပါအဲ့ဒီအချိန်အီနိုရီကပါထပ်မံရောက်ရှိလာခဲ့ပြီးသူကလီယန်ရဲ့ယူပါတို့ကိုမြေပြင်ပေါ်ကိုပြစ်ချလိုက်ပါတယ်အဲ့လိုနဲ့တုံးရောက်တယောက်ဖြစ်လာခဲ့တဲ့အချိန်ဒီမှာဆာမွန်ကိုအတော်လေးအကျက်ရိုက်လာစေခဲ့တယ်လို့အတိတ်ကအကြောင်းတွေကိုပါပြန်လည်မြင်အောင်လာတာပါလက်ရှိအချိန်မှာတော့ဆာမွန်တယောက်လက်ထိတ်တွေနဲ့အချုပ်ခံထားရတယ်လို့သူကဟာဂျီမဲကိုလည်းစကနာလန်းထိုးနေပါတယ်ဟာဂျီမဲကတော့သူ့အနေနဲ့ဒီအဆောက်အအုံအဝါကိုရောက်လာတွေကထူးဆန်းတဲ့ယာကိုခံစားမိတယ်လို့ဆိုပါတယ် ဒါကြောင့်သူကဝေဝဲမရဖြစ်နေတဲ့စာမုံကိုနောက်တစ်ခါ NG ကိုတွေ့ရင်ညီကိုတန်ရောစင်မထားပဲချက်ချင်းတပ်ပစ်လိုက်တော့လို့ဆိုကဖိအားပေးပါတော့တယ်။တဖက်မှာလည်းပြန်လေလွမြောက်လာကြပြီဖြစ်တဲ့ဂျူကိုတို့အဖွဲ့ကထောင်ရဲတနေရာမှာရှောက်သွားနေကြပါတယ်။သူတို့ကဟာဂျီမဲရဲ့နာမည်ကပ်ပြားကိုတွေ့ရှိလိုက်ရပြီးအဖမ်းခံထားရတဲ့စာမုံနဲ့ဟာဂျီမဲကိုတွားရောက်ခဲ့တင်မှုအတွက်ဆုံးဖြတ်လိုက်ကြပါတယ်။အကြောင်းကတော့သူတို့အနေနဲ့ဘယ်လိုပြေးပြေးမလွတ်မဲ့အတူတူထောင်မှုတွေကိုကယ်ထုတ်လိုက်တာကအကောင်းဆုံးဖြစ်မယ်လို့ထင်နေကြလို့ပါ။ ထောင်မှုတွေကိုအသုံးချပြီးထောင်ဖောက်မယ်ဆိုတဲ့စကားကြောင့်လီယန်နဲ့အတော်လေးကိုမှလန်းသွားကြရကဥနိုရဲ့ဆုံးဖြတ်ချက်ကိုလည်းလက်မခံခြင်းဖြစ်နေပါတယ်။ယူနိုကတော့သူတို့ရဲ့အဓိကမင်းသားကြီးဂျူဂိုသာအန်နီယယ်ကင်းသွားမယ်ဆိုလို့ရှိရင်သူတို့ရဲ့စီစဉ်နေအားလုံးချောချောမွေ့မွေ့နဲ့ပြီးဆုံးသွားနိုင်ကြောင်းရှင်းပြလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့ကမြေရောက်ထက်ခန်းပထမတက်ကိုတက်လာခဲ့ကြပြီးလျောက်တစ်ပေါက်တည်းပြောဆိုနေကြတာပါ။အဲဒီချိန်ယုဒိရဲ့အတန်းတစ်ခုကိုကြားလိုက်ရပြီးလှမ်းကြည့်လိုက်ကမှတောင်းညံ့နေသူကနှာဘူးနှကောင်ဖြစ်နေပါတယ်။ သူတို့လည်းထုံးစံတိုင်းအဆောက်အုံငါးရီကိုရောက်လာကလေးကဖမ်းဆီးခံရရတာဖြစ်ပြီးကီဂျီလည်းထိမ့်သိမ်းခံလိုက်ရတာပါဒါကြောင့်ဂျူကိုတို့ကိုလည်းအတံပြဲကြီးနဲ့အော်ဟစ်နေတဲ့နှာဘူးနှကောင်ကိုထောင်ထဲကလွတ်ပေးလိုက်ရပြီးနှုတ်ပိတ်ထားလိုက်ရပါတယ်အဲဒီနောက်မှာတော့အားလုံးကသူတို့ကြည့်ပဲဆိုရင်နိုင်အောင်တိုက်ဖို့လုံးဝမဖြစ်နိုင်တာကြောင့်ထောင်မှုတွေကိုအုံချပြီး NGO အုပ်စုကိုဖြိုခွင်းမှုအတွက်ဆုံးဖြတ်လိုက်ကြတာကဇလန်လေးကလည်းတခန်းရက်လိုသွားခဲ့ပြန်ပါတယ်